အားလုံးပဲမင်္ဂလာပါအမမတဖန်နဲ့ကျူဇော်ရပါလေခင်ဗျာကျွန်တော်ကတော့ဂျူနီယာပါဒီနေ့ဗီဒီယိုမှာကျွန်တော် Bitcoin အကြောင်းပြောပါပါ Bitcoin ဆိုတာဘာလဲဘာကြောင့်ဒီလောက်တန်ဖိုးရှိတာလဲဘာကြောင့်လူတွေစိတ်ဝင်စားနေကြလဲဆိုတာဒီဗီဒီယိုမှာအတူတူလေးလိုက်ကြည့်ရအောင်ပြပဆိုတာပါလေပထမဆုံးပြပဆိုတာပါလေဆိုတာကိုအတူချုံပြပါမယ် ဘစ်ကွိုင်းဆိုတာဒီဂျစ်တယ်ကိုကျင့်သုံးလို့ပါဒါကို2009ခုနှစ်မှာဆာတိုရှိနာကာမိုတိုလို့ခေါ်တဲ့လူတရားဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကဖန်တင်ခဲ့တာပါဘန်တွေဒါမှမဟုတ်ဆိုရသူရဲ့ထိန်းချုပ်မှုပါပဲအလုပ်လုပ်တဲ့ငွေကြေးစနစ်တစ်ခုဖြစ်ပါတယ်ဘစ်ကွိုင်းကို blockchain လို့ခေါ်တဲ့ဒီပညာကထောက်ပံ့ပေးထားပါတယ်ဒါပေမဲ့ဘာကြောင့်ဘစ်ကွိုင်းမှာတမောရှိတာလဲဒီမေကုန်းကိုအချက်အချက်နဲ့ရှင်းပြပါမယ်နံပါတ်1အကန့်အသတ်ရှိတဲ့ပမာဏ ဘစ်ကွိုင်းရဲ့နောက်ဆုံးရှိတဲ့အကြောင်းအရာတစ်ခုကတော့ဘစ်ကွိုင်းအလုံးပေါင်း20တန်းပဲရှိပါပါဒါကိုကြိုတင်သတ်မှတ်ထားတာဖြစ်ပြီးဒီထက်ပိုမထုတ်နိုင်ပါဘူးဒါကြောင့်ရှပါမှုကဘစ်ကွိုင်းရဲ့တဘောကိုမြင့်တင်ပေးပါတယ်ဥပမာရွှေလိုပဲရှပါတဲ့အရာတွေကတဘောပိုရှိတတ်ပါတယ်နံပါတ်2ပိုချုပ်ကပ်မှုမရှိခြင်းဘစ်ကွိုင်းရဲ့နောက်ထပ်အားသက်ချက်တစ်ခုကဘောချုပ်ကပ်မှုမရှိတာပါ ဘန်တွေဒါမှမဟုတ်ဆိုရတွေကခင်ကျုံမထားပါဘူး။ဒါကြောင့် Bitcoin ကိုလွတ်လပ်စွာအသုံးပြုနိုင်ပါလေ။ဥပမာနိုင်ငံတစ်ခုကငွေကြေးထိန်းချုပ်မှုတွေလုပ်လိုက်ရင်တော့ Bitcoin ကိုအသုံးပြုပြီးပတ်စံလွတ်ပြောင်းတာတင်းစည်းတာတွေလုပ်နိုင်ပါလေ။ဒီလွတ်လပ်မှုက Bitcoin ကိုတန်ဖိုးရှိစေတဲ့အဓိကအကြောင်းတစ်ခုပါ။နံပါတ်3တုံ့ကြုံမှုနဲ့ Blockchain ဒီပညာ Bitcoin ရဲ့နောက်ထပ်တန်ဖိုးတစ်ခုက Blockchain ဒီပညာပါ။ ပြောချင်းဆိုတာအားလုံးရဲ့မပေးငွေမှုမှတ်တမ်းတွေကိုလုံခြုံစွာသိသိထားတဲ့ digital sound out လို့ပြောလို့ရပါတယ်။ဒါကိုဘယ်သူမှကြားလည်လို့မရပါဘူး။ဒါကြောင့် Bitcoin နဲ့မပေးငွေမှုလုပ်တဲ့အခါလုံခြုံမှုရှိပြီးလူကြီးစိတ်ချရပါတယ်။ဒီလုံခြုံမှုကလူတွေကို Bitcoin ကိုပိုယုံကြည်စေပြီးတမိုးရှိစေပါတယ်။နံပါတ်၄ကမ္ဘာလုံးဆိုင်ရာလက်ခံမှု Bitcoin ကိုကမ္ဘာတဝန်းကပုံမှန်လက်ခံရပါတယ်။ဥပမာ Overstock, New Egg နဲ့ ချို့တဲ့ online site တွေကုမ္ပဏီတွေက Bitcoin နဲ့ mobile ချေမှုကိုလက်ခံပါတယ်။ချို့စားတောက် site တွေခရီးသွားဝန်ဆောင်မှုတွေတာမန် site တွေမှာလည်း Bitcoin ကိုအသုံးပြုလာကြပါတယ်။ဒါကြောင့် Bitcoin ရဲ့အသုံးပြုမှုကပိုများလာပြီးတပိုးလည်းတက်လာပါတယ်။ဥပမာသင်ကနိုင်ငံခြားကိုပတ်စံလွှဲချင်တဲ့ဆိုရင် Bitcoin နဲ့မြန်မာဆက်ဆက်နဲ့ဘုရားစိတ်တတဆွာလွှဲနိုင်ပါတယ်။နံပါတ်5ရှင်းလင်းမြတ်မှုအခွင့်လန်း Bitcoin ကိုလူတွေက digital ရွှေလို့လာခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Bitcoin ရဲ့တန်ဖိုးကချေချာတဲ့အမြတ်တက်လာတယ်လို့ပါလူတွေက Bitcoin ကိုရှင်းနေမြင့်နေမှုတစ်ခုအနေနဲ့ဝယ်ယူကြပါတယ်အမှန်ရိသားမှာ Bitcoin ရဲ့တန်ဖိုးကတက်လိုက်ကျလိုက်နဲ့မတည်ငြိမ်ဖြစ်တတ်ပါတယ်ဒါကြောင့်ရှင်းနေမြင့်နေမှာဆိုရင်တေချာလေးလာပြီးမှလုပ်ပါဒီနေ့တော့ Bitcoin မှာတန်ဖိုးဘာကြောင့်ရှိလဲဆိုတာကိုအဓိကအချက်အချက်နဲ့ရှင်းပြခဲ့ပါတယ်အတိအကျပြောရရင်အကန့်အသတ်ရှိတဲ့ပမာဏပေါ်ထွက်လာမှုမရှိတာတော့ကျွန်တဲ့ blockchain ဒီပညာကမ္ဘာလုံးဆိုင်ရာလက်ခံမှုနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကပြပွဲကိုတပ်ပေါ်ရှိစေပါတယ်။ဒီဗီဒီယိုကတင်းအတွက်အသုံးဝင်တယ်လို့ထင် Like တိတ်ပေးပါ။တင်းရဲ့တင်ကချင်းတွေကိုမျှဝေပေးပါ။နောက်ထပ်ပြပွဲအကြောင်းသိချင်တဲ့ကြားရသည်ရှိရင် Comment မှာပြပေးပါ။ကျွန်တော်ရဲ့အသမာ Device Channel ကိုလည်း Subscribe လုပ်ပြီး Notification Bell ကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ကျေးဇူးပါ။ Thank you.